မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာသူကအဖြစ်အပျက်နဲ့ပြည်စုံနေပါသည်ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်ကြည့်ရှုသွားမယ့် view လေးကတော့ဒါထိုင်းနိုင်ငံမှာကျွန်တော်တို့ဆောက်လက်စားရှိတယ်ဆောက်လက်စားနေတယ်ကျွန်တော်ဆောက်လက်စားဒါစောင့်နေတယ်ထိုင်းနိုင်ငံဖလန်းဆောင်ဒါတရားကြီးကအခုလဲကျွန်တော်တို့၃လပိုင်းကျွန်တော်တို့2025ဒါ15ရက်နေ့မှာဒါထိုက်ပြီးတော့ပြိုကျပြန်ပြီပေါ့နော်တကယ်တော့စိတ်မကောင်းဖြစ်ဖို့ကောင်းပါပြီဗျာဒါပြိုကျတဲ့အထဲမှာလဲကျွန်တော်တို့မြန်မာနိုင်ငံသားဒါ၄ရောက်ထိပ် ဒီတစ်ခါလဲကျွန်တော်တို့အသက်ပေးလိုက်ရပြီဗျာပထမတစ်ခါမှာလဲကျွန်တော်မြန်မာနိုင်ငံသားတွေထပ်ပြီးတော့အသက်ပေးရတယ်အခုဒုတိယဒုတိယအခေါက်မှာလဲကျွန်တော်မြန်မာနိုင်ငံသားတွေထပ်ပြီးတော့အသက်ထပ်ပေးလိုက်ရပြီဗျာဒီသတားနဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့ဆက်ဆက်မှုတွေမှာရှိနေလားလို့ကျွန်တော်ထင်ရတယ်ဗောနောပထမတစ်ခါလဲကျွန်တော်မြန်မာနိုင်ငံသားတွေဒီလိုပဲဒီသတားကြီးကြောက်ပြိုကြသွားတဲ့အတွက်အသက်ပေးလိုက်အခုလဲဒီသတားကြီးကြောက်ပဲထပ်ပြီးတော့အသက်ပေးရပြီလေးအောင်အောင်အသက်ပေးလိုက်ရဗောနော အဲကောင်မိုက်တယောက်ဆိုကျွန်တော် TikTok မှာတွေ့တော့သူအကိုတွေအဖေတွေလည်းအခုချိန်ထိရှာလို့မတွေ့သေးဘူးเนาะဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲတကယ်ဦးမှာဗျာအသက်ပြီးလဲပဲကျွန်တော်တို့လူ9ယောက်ဒါ9ယောက်အသက်ပြီးလဲရတယ်ကျွန်တော်တို့28ယောက်တော့ဆေးရုံမှာကျွန်တော်အရေးပေါ်အချိန်နေတင်ထားရတယ်ဗောနော်တကယ်ဦးမှာစိတ်မကောင်းဖြစ်ဖို့ဗောနော်ဖြစ်စဉ်ကတော့ကျွန်တော်တို့ဒါဟိုကျွန်တော်ညတနာ yı တနာ yı 50လောက်မှာဒီတရားကြီးကတော့ပြိုကျသွားတယ်လို့ပြောတယ်ဗောနော်ဒီတရားကြီးကိုလည်းကျွန်တော်တို့ဘလို့မှတဲလို့မရဘူးဆိုတာဘလို့မှဆောက်လို့မရဘူးဆိုတာတိတိရင်နဲ့ဟိုဒီတရားကြီးကိုမဖြစ်ဖြစ်တဲ့အနေနဲ့ဆောက်တယ်ဗောနော်ဒါပထမတစ်ခါတော့ကလည်းဒါအိမ်မက်တွေပြီးတယ်တတိယတွေကယုံကြည်မရှိဘူးတရားကြီးပြိုတယ်ဒုတိယတစ်ခေါက်လည်းအခုဒီလိုပဲအခုထပ်ပြိုပြင် ထပ်ပြိုတော့ကျွန်တော်မြန်မာနိုင်ငံသားအခုထပ်ပါသွားပြီ၄ရောက်တော့ ဒါ29ရက်တော့တကယ်မှအရေးပေါ်အချင်းကြီးပေါ့နော်တကယ်မှစိတ်မကောင်းဖြစ်ဖို့ကောင်းပါလေဒီသတင်းကြရတာဘလို့မှဆောက်လို့မရတဲ့တရားကြီးကိုမှမဖြစ်ဖြစ်တဲ့နည်းနဲ့ဆောက်တယ်ဒါပေမဲ့ဘလို့မှမရအောင်ဒါဒီတရားကြီးရကျွန်တော်တို့ဗျာဘလို့ပြောမလို့တနားကြီးဆက်ဆက်ကတရားပေါ့နော်ဘာဖြစ်တော့ဒီအောက်မှာအခုဆောက်နေတဲ့တရားရဲ့အောက်မှာကဒါငကားငကားပြောကျွန်တော်မွေတိုက်ရှိတယ်မွေတက်နှမ်းချင်းတိုက်ရှိတယ်သူတို့ကအိမ်မက်ပေးတယ်သူတို့ပုံမှာမဆောက်နဲ့ တို့တိုက်ရှိတယ်မဆောက်ပါနဲ့မဆောက်ပါနဲ့လို့ပြောတော့မှဘလို့မှမရအောင်လူတွေကဒါကိုမရရအောင်ကျွန်တော်ဆောက်တယ်ဆောက်တော့ဒါပထမတစ်ခေါက်ဆိုလဲဟိုဒါအိမ်မက်ပေးတယ်အိမ်မက်ပေးလဲကျွန်တော်အလေးမထားဟိုးစာမဖြစ်ပဲနဲ့တို့ဆောက်ကြတယ်ပြူကြတယ်ဒီလိုပဲလူတွေအသက်ဆုံးရှုံးလိုက်ရတယ်တိတိကြီးနဲ့နောက်တစ်ခေါက်ကျွန်တော်တို့ဒုတိယအခေါက်အခုဒါ15ရက်နေ့3လပိုင်း2025ပေါ့ဒါဖြစ်သွားတယ်ဖြစ်စင်ပါလေတိတိကြီးနဲ့ ဒါထက်ဆောက်တယ်ထက်ဤပြိုကြတယ်ကျွန်တော်နိုင်ငံသားတွေအသက်ပေးလိုက်ရတယ်28ရောက်ရေးပေါ်မှာကျွန်တော်တို့ဒါရေးပေါ်တင်ထားရတယ်ဘောနော်ရေးပေါ်အချိန်ကြီးရောက်နေတယ်ဒီသရားကတကယ်မှကျွန်တော်တို့တဏှာကြီးဆက်ဆံမယ်တကယ်မှဟိုချောက်ဖို့ခေါင်းတယ်ဗျာတကယ်မှကျင်စာတင့်နေတဲ့သရားကြီးလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဘောနော်ဒီသရားကိုကျွန်တော်တို့နှစ်ပေါင်းတော်တော်ကြာကြာမဆောက်ဘဲနဲ့ထားထားလိုက်တာထားထားပြီးတော့ပြန်ဆောက်တယ်ပြိုကြတယ်အခုတခါထက်လို့တယ်ထက်ပြိုတယ် ဒီတရားကကျွန်တော်ဖလန်းဆောင်ဒါထိုင်းနိုင်ငံမှာရှိတဲ့ဖလန်းဆောင်တရားဆိုတော့ဒါလူတိုင်းသိကြတယ်ဗျဖလန်းဆောင်ဆိုတာဖလန်းဆောင်မှာကျွန်တော်မြန်မာနိုင်ငံသားတွေဒါပေါ်တယ်ဒါများတယ်ဗောနော်အဲ့ဒီတရားကိုလည်းသိကြတယ်အခုလည်းဗျာတကယ်ဥမဟိုသားသမီးတွေတော့ဒါညာဘက်အလုပ်တွေလုပ်ကြဟာမိဘကိုပတ်စံပို့ကြအေးညာဟိုအလုပ်တွေအားရင်အမေစင်ပြေလာသားနေကောင်းလာဆိုပြီးပြောကြဩအခုတော့ကျွန်တော်ဖုန်းတော့ပြောခွင့်မရှိတော့ဘူးသွားပြီဘဝရည်ရနော်အသက်သူများနေကမှာအလုံးလုံးလဲဆိုတော့လွယ်တာမဟုတ်ဘူးဆိုတော့ဒါကိုပြောချင်တာဗျာအခုတော့အသက်ကြီးပြေးလိုက်ရပြီ တည်တည်နေဗျာဘလုံးမဆောက်လို့မရပါဘူးတို့ရဲ့တိုက်နဲ့ဒီဒီတရားရဲ့အောက်မှာတို့ရဲ့တိုက်ရှိတယ်ဒီမွေတိုက်ရှိတယ်လုံးဝဆောက်လို့မရဘူးတို့လုံးဝနေရမဖက်ပေးဘူးဒီလောက်ပြောနေတော့မှဘလုံးမမရပဲနဲ့ထက်ကြီးထက်ဆောက်တယ်တကယ်မှဒီတရားကြီးကကျွန်တော်ချိန်စားဆူးနေတို့တကယ်မှလည်းဒီတရားကြီးကတကယ်မှကြောက်ဖို့ကောင်းလိုက်ဘလုံးမကိုကျွန်တော်ဆောက်လက်ဆဆောက်လက်ဆနဲ့ကျွန်တော်အချင်းချင်းကျွန်တော်ရက်ဆိုင်ခဲ့တယ်ဘလုံးမဆောက်လို့မရလို့ထက်ဆောက်တယ်ထက်ဖြစ်တယ် အခုနောက်တစ်ခါထပ်ဖြစ်တယ်အမျိုးမျိုးအဖုံဖုံဖြစ်နေတာဗောနော်ဒါဆိုတော့ကျွန်တော်တို့ကျင်းတည်ဝိုင်းဒါသူတို့ရဲ့မွေတက်ရတကယ်ရှိဝိုင်းဆိုတော့တကယ်ကိုကျင်းတည်ဝိုင်းဒီစရာကိုဒီလိုချင်းနေမျိုးနဲ့ဆိုတော့ကျွန်တော်တို့တက်တက်လုံးဆောက်လို့ရမှာမဟုတ်တော့သူတို့ရဲ့မွေတက်ရတော့ဒါတကယ်ကိုမှကျွန်တော်တို့လက်ခံပေးလို့ရပြီဗောနော်အစတော့ကျွန်တော်တို့ကအစယုံကြည်မှုမရှိဘူးဗျာအဲအလုတ်သမားတယောက်အိမ်မက်ပေးတယ်ဒီစရာအခုနင်တို့ဆောက်မဲ့စရာစရာရဲ့အောက်မှာငါတို့ရဲ့တိုက်ရှိတယ်ငါတို့နဲ့မလုတ်ဘူး မဆောင်နဲ့ဆောင်ရင်နင်တို့ဘာဖြစ်မညာဖြစ်မယ်ဆိုပြီးပြောတယ်ဒါကိုအလौတမတရားကဘလို့မှကျွန်တော်အဲ့လိုမရအဲ့ရန်နိုးရချင်းမှာသူ့ဆရာကိုပြောပြတယ်ပြောပြတဲ့ချိန်မှာလဲအဲတတိဖြစ်သူကအယုံကြည်မှုမရှိဘူးမင်းတို့ကောင်းနေကွာဘာဖြစ်လဲညာဖြစ်တာဆိုပြီးပြောပြီးတော့အဲနောက်နေ့မှာပဲဒီစရာကြီးကပြောကြသွားတယ်အခုတခါလဲကြည့်စားကျွန်တော်ဒါအောင်မဒါဒီခါတော့ကျွန်တော်တိုက်ဆိုင်နေမှာမဟုတ်တော့ဘူးနော်တကယ်ဥမကျွန်တော်တို့ချိန်စာမိနေတယ်လို့ပဲခေါ်ချင်တယ်ဗျဒီတရားတော့တသက်လုံးကျွန်တော်ဆောက်လို့ရမယ်မထင်တော့ဘူး အဲ့ကြောင့်မို့ဆုံးမသွားတဲ့ကျွန်တော်မြန်မာနိုင်ငံသားတဲ့နော်မြန်မာနိုင်ငံက၄ယောက်ရောဒါထိုင်းလူမျိုးလာတော့မသိဘူးနော်နောက်တစ်ယောက်ရော၅ယောက်ရောတကယ်သူတို့တွေ့တော့ဟိုမိသားစုနဲ့တကယ်ဥမာထက်တူဝမ်းနေပါတယ်ဗျာတကယ်ဥမာစိတ်မကောင်းပါဘူးအဆိုးဆုံးကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့ဗျာမရှိလို့သူများနိုင်ငံမှာချန်ပေါင်းအင်းပေါင်းလာပြီးတော့လက်တက်လုပ်တယ်ဟိုထိုင်းနိုင်ငံလည်းရောက်ရောအသက်လက်ပြေးလိုက်ရတယ်ဘဝတွေအဆိုးလိုက်တာဗျာနော်ကိုရီးယားနိုင်ငံကြီးရဲ့ဘယ်တော့မှအဆင်ပြေအေဂျင်မှမသိဘူးဗျာတကယ်ကမှမရှိလို့လည်းလှုပ်ရှားတယ်။အသူများနိုင်ငံမှာအသက်လက်ပြေးရတယ် အဲတချို့ဆိုရင်ကျွန်တော်ရှာလို့တော့မတွေ့သေးဘူးပြောတယ်ပေါ့နော်ဟိုတရားကတော်တော်လေးဟိုမှာကျွန်တော်ရုပ်ပြက်ဆင်းပြက်ယူပြူကြသွားတာပြူကြသွားတဲ့အတွက်ဘလုံးမအောင်ကျွန်တော်တို့ဟိုတချို့လူတွေရှာလို့မရဘူးရှာလို့မရတဲ့အခြေအနေတွေရှိဘူးကျွန်တော်စောက်ဆိုင်နေရတယ်ပေါ့နော်အဆက်ငိုင်းနေဆိုတော့ကျွန်တော်ဒီနေ့မှဒါဖြစ်သွားတာပေါ့တကယ်မှစိတ်မကောင်းဖြစ်ဘူးပေါ့နော်ဗျာဟိုအချင်းချင်းအခါခါသူတို့အထက်ထက်ခါခါအိမ်မက်တွေပြီးတယ်အတိတ်နမိတ်တွေပြရတယ်ဒါဘဖူသမားဆိုဘဖူကိုတဲ့ချိန်မှာဒီမွေလေးတွေကိုမွေမွေမိသားစုတိုက်ကိုတွေ့တယ် တို့အတိတ်နဲ့မိပြတယ်နော်သတိပေးတယ်ဒါကလူတွေရဲ့အပြစ်တို့ရဲ့အပြစ်မဟုတ်လို့တို့အချင်းချင်းသတိပေးတယ်ဒီမှာငါတို့ရှိရဲ့ငါတို့နဲ့မလုပ်ဘူးနင်တို့မဆောက်ပါနဲ့နင်တို့ဆောက်ရင်နင်တို့ဘာဖြစ်မှညာဖြစ်မှာအချင်းချင်းပြောအချင်းချင်းသတိပေးတော့မှာကျွန်တော်လူတွေကမရအောင်ဒါဒီစရာယူကျွန်တော်တို့မဖြစ်ဖြစ်အောင်ငါတို့ဆောက်မယ်ကွာဆိုပြီးတော့တိတ်ပန်ခစ်ကွာငါတို့ဘယ်ဥစ္စာကြမလို့မဖြစ်ဖြစ်အောင်ဆောက်မယ်ဆိုပြီးတော့ဒါဆောက်တာပေါ့ဆောက်တော့အခုတော့ဟိုတကယ်လောက်ရတဲ့အလုပ်သမားတွေကတော့ စိတ်မကောင်းခြင်းများစွာနဲ့ပဲအသက်ဒီအဆုံးဆုံးသွားရတယ်ဗောနော်ဒါ28ရောက်တော့မှတော်တော်လေးဥမာကျွန်တော်ရေးဖို့အချိန်နေဗျာဟိုပြိုကျသွားတဲ့တရားလေတကယ်ဥမာရုပ်ပြတ်အဆင်ပြတ်လုံလုံးပါလေတကယ်မှလည်းမိသားစုနဲ့ထပ်တူဝမ်းနေရပါလေလို့ဒါပြောချင်တယ်ဗောနော်ကဲဒီတရားကိုတော့တသက်လုံးဖြစ်မရောမဟုတ်တော့ဘူးဆိုတာတော့တို့စောင့်နေတဲ့ယူရတော့လူတွေအသက်တွေကျွန်တော်တို့ပေးနေရအောင်ပါပဲတို့လည်းတသက်လုံးဖယ်ပြီးမှလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ ီသားကြီးကဟုတ်ခဲ့တဲ့အထက်ကဒါဒီမုံမိသားစုကသူတို့နေလာတာဒါသူတို့ရဲ့ဟိုပြောမစုံဗျာသူတို့ရဲ့ကျွန်တော်တို့လူတွေလို့ပေါ့ဟာကိုရင်ကိုကိုရင်ကိုကိုကိုချန်နဲ့ကျွန်တော်တင်းနေရအောင်ဘာမှမပြောင်းချင်ကြအောင်ပြောင်းရင်လည်းဟိုစိတ်မကောင်းဖြစ်တယ်ဟိုမှာတပြောင်းရင်လည်းနေသားဆိုင်လည်းမကြအောင်သူတို့လည်းဒီလိုပဲပေါ့သူတို့နေခဲ့တဲ့နှစ်ပေါင်းရာချီနဲ့ရှိပြီးသူတို့နေခဲ့တယ်ဒါဟိုလူတွေရဲ့လောဘဒေါသမောဟတက်မှုကြောင့် ဟိုဒရုန်းညောင်ဖဲ့ခိုင်းနေရွှေ့ခိုင်းနေအမျိုးမျိုးဘက်ဖိုးတွေနဲ့ကော့ထုတ်တယ်ဒါမွေလေးတွေဆိုရင်တွေ့ရတယ်တည်တယ်လို့ပြောတယ်မွေလေးဆိုရင်လေဘက်ဖိုးနဲ့ကော့နေချိန်မှာမွေလေးတွေအုပ်လိုက်တွေ့တယ်အတည်တယ်အမျိုးမျိုးတွေ့ကြတယ်ပေါ့နော်အားကြောင့်မို့လောဘဆိုတာရှိတိုင်းလည်းမကောင်းရှိတိုင်းရှိမကောင်းမရှိကောင်းပေါ့နော်ဟိုသူတို့တထည်တွေတော့ဘာဖြစ်မှာလဲဗျလူတယောက်ကိုလက်ညှိုးနဲ့ခိုင်းတော့အမင်းထားလို့လဲထားလို့လဲဦးမင်းတို့ ဒါတွေက on on limited တယ်ကွာဒါတွေကအသေးမွှားပါဆိုပြီးပြောတယ်ဒါပေမဲ့တကယ်ပြီးလိုက်ရတာကျွန်တော်တို့တကယ်ဆောင်းလုံနေရတာအလုပ်သမားတွေပဲပေါ့နော်မိသားစုအထက်သူ1နဲ့ပါလေလို့ဆိုတဲ့အကြောင်းကျွန်တော်ထပ်ပြီးပြောချင်ပါတယ်ပေါ့နော်